cluster ဘုံခုနေရတော့ဟိုဒီဘုံခုအစိပ်ပိုင်းတွေကိုတွေးကြည့်ရမယ်ဆိုရင်တော့ဟိုဘုံအမျိုးအစားခွဲလို့ဟိုတွေ့ကြည့်ရပေါ့နော် channel ဘုံအမျိုးအစားနဲ့စာရင် channel hc ဘုံနေနဲ့စာရင်ခွဲခြားတာတွေ့ကြည့်ပါတယ်သူဘုံခုအစိပ်ပိုင်းတွေကတိတာမြင်တာလေပေါ့နော်ဘုံခုဘော်ဒီတွေကစီပိုင်းဘော်ဒီလိုမျိုးပေါ့နော်သူကအပြင်ဘုံခုတွေကတိတာမြင်တာလေပြီးတော့နောက်တစ်ခုကမပေါက်ခွဲတတ်တဲ့ အဲဘုံလက်လေးပေါ့နော်အထက်ထဲမှာဘုံသားလေးတွေဘုံလက်လေးတွေလည်းကျန်ရစ်တက်တယ်ပြီးဘုံတေးဖင်နေပါလေရတယ်အဲဒီဇိုင်းတည်တာတယ်ပေါ့နော်အကျတော့ကျွန်တော်တို့ဘုံပေါ်ဒီဘုံဒီဘုံကကျဲလိုက်ပြီဆိုတော့လည်းအဲဒီဘုံပေါ်ဒီခွန်လေးဒီ cluster ဘုံဆိုရင်သူ ADR ပုံရှင်အနီးတစ်ဝိုက်ဒီမှာကျွန်တော်တို့ဘုံပေါ်ဒီအခွန်လေးအဲဘုံတေးဖင်နေကျွန်တော်တို့တွေ့ရတယ်ဒါတွေတွေ့တယ်ဆိုရင်လည်းကျွန်တော် cluster ဘုံဆိုတာကျွန်တော်တို့ခွဲခြားလေ့ကျူးတယ်နောက်တစ်ခုကတော့ ဟောပါဘောနော်ဒီအထဲထဲမှာပါတဲ့ဘုံလက်ကလေးတွေပေါ့နော်အထဲထဲမှာထည့်ထားတဲ့ထက်ဆင့်ပောက်ကွဲတဲ့ဘုံသားလေးတွေကလည်းအဲမပောက်ကွဲပဲကျဲတာမျိုးလေးဆိုရင်ကျွန်တော်တို့ချိနေတတ်တယ်ပေါ့နော်ဒါဆိုရင်လည်းဒီလိုဘုံလက်ကလေးတွေကျန်နေတဲ့မျိုးရှိတယ်တခါတည်းကလည်းအကုန်ပောက်ကွဲရင်ပောက်ကွဲတယ်မကောက်မပောက်ကွဲပဲနဲ့တစ်လုံးနှစ်လုံးအဲ့လိုကျဲခဲ့တဲ့ဟာလေးလေ area အနီးတစ်ဝိုက်တွေပေါ့နော်မီတာ100 150အဝန်းကြီးတွေမှာအဲ့လိုမျိုးမပောက်ကွဲပဲကျဲတာမျိုးရှိတတ်တယ်ပေါ့နော်ဒါလေးတွေ့ရတယ်ဆိုရင်ကျွန်တော်တို့ cluster ဘုံဆိုပြီးကျွန်တော်တို့ခွဲချနိုင်တယ်ဆိုလိုရင်းကတော့ဘုံကအစိပ်ပိုင်းတွေကိုတော့ကျွန်တော်ပြည့်ပြည့်စုံစုံရနိုင်တယ် ဆိုရင် cluster ဘုံဟာ channel ဘုံမျိုးစားနဲ့ဆိုင်ခွဲခြားတာပို့လို့သူတွေ့လို့တော့အဲခွဲခြားလို့ရတယ်ဆိုတော့အလွယ်တူခွဲခြားလို့ရတယ်ဆိုတော့ကျွန်တော်ပြောလို့ရပါတယ်ဗျာဟုတ်ကဲ့ကလစတာဘုံတွေကတခြားဘုံမျိုးစားတွေနဲ့ဆိုင်အပြတ်စွာကြီးလာလာဆိုရင်တော့အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ကလစတာဘုံရဲ့အဓိကအခြေချ area ကြည်ကြည်ပြက်ပြက်ကိုဟိုစင်ကွဲပြီးတော့မှ အသီးသာအသီးသာအသီးသာပောက်ကွဲမှုတွေဒီကိုနေ area ကိုကျဲပြန့်သွားတာပေါ့နော်ဒါအားကြတော့သူကထိခိုက်မှုလူ area ပုံရှင် area ကျဲပြန့်ပြန့်နေရာတွေအဲလူမြန်ပြချီးတဲ့နေရာတွေကို လူတွေကို ထိမှန်ထိခိုက်ဆုံးချုံမှုတွေအများပြားဖြစ်စေအောင်ကြီးဝေးပြီးထုတ်လုပ်ထားတဲ့ပုံမျိုးစာဖြစ်တယ်ပေါ့နော်။သူကတနေရာထဲမှာပောက်ကွဲရာပြင်းထန်စွာပောက်ကွဲတဲ့ပုံမျိုးစာမဟုတ်ဘဲနဲ့ area ကျဲပြန့်ပြန့်တွင်ထဲမှာနေရာအများပြားကိုအဲထိမှန်ပောက်ကွဲအောင်အဆင့်ကွဲပောက်ကွဲအောင် တော့ပရိဒါစင်ကွဲပောက်ကွဲအောင်တီတွင်ထုတ်လုပ်ထားတဲ့ဘုံမျိုးစားဒီလူနဲ့တက်ရှိတဲ့ဘဝတွေကိုအများပြတ်ထိမှန်ပျက်စီးအောင်တီတွင်ထုတ်လုပ်ထားတဲ့ယူရထုတ်လုပ်ထားတဲ့ဘုံမျိုးစားဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်တို့စောင့်ကြည့်မှုဒီရအောင်နော်မြေပြင်တွေကျွန်တော်တို့ကတော့ဒီမြေပြင်ရရှိတဲ့အချက်အလက်တွေသတင်းမီဒီယာတွေကနေပြီးတော့တွေ့ကြတဲ့ပုံရိပ်တွေအရာဆိုရင်တော့2015မှာက အဲ cluster ဘုံတက်ခဲမှုတွေပိုများလာတယ်လို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါပေမဲ့အချိန်ကြီးအဖြစ်ဆိုရင်ကျွန်တော်ပြောဖို့ခက်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကင်းပြည်နယ်တောင်ပိုင်းမှာဆိုလဲ cluster ဘုံကွန်တွေပိုတွေ့ရှိရမှုကခုနောက်ပိုင်းမှာပိုစိတ်လာတယ်ပေါ့နော်။အလားတူကင်းဒီမှာလည်းကျွန်တော်တို့တွေ့ရတယ်ကြည့်ချမ်းမြောက်ကြောင်မဲတို့ဘာလို့ပဲမနောင်ချူဘက်မှာလည်းတွေ့ကြည့်ရတယ်ဒီ2025ထဲမှာပဲအဲကျွန်တော်ရခိုင်ပြည်ဘက်မှာလည်းဘုံတက်ခဲမှုတွေတွေ့ရတာရှိတယ်။အဲရှင်းပြည်ဘက်စကိုင်းဘက်မှာလည်းကျွန်တော်တို့ဘုံ ဒီတိုက်ခိုက်ခံတဲ့ပုံတွေနောက်ပိုင်းမှာဒီ cluster ပုံတွေအသုံးပြုလာတာပေါ့နော်အထူးသဖြင့်လူနေရက်ွက်နေရာတွေလူအများပြားရှိတဲ့နေရာလူနေတည်တည်တဲ့နေရာတွေပေါ့နော်ဈေးစာတင်ကြောင်းတို့နေရာတွေဒီလိုလူနေရက်ွက်တွေမှာ cluster ပုံအသုံးပြုတိုက်ခိုက်လာတဲ့တော့ကျွန်တော်တို့ပို့ပြီးတော့တွေ့လာရတယ်လို့တော့ကျွန်တော်တို့ပြောလို့ရနိုင်တယ်ခောက်ချက်ချလို့ရတယ်တို့တော့အကျဉ်းကြီးတွေအားဖြစ်ဆိုရင်လည်းကျွန်တော်တို့မှအလောက်ထိမှတ်တမ်းတင်ထားနိုင်တယ်စောင့်ကြည့်တဲ့အနေထားမှရှိတော့ကျွန်တော်အကျဉ်းလေးတော့ပြောဖို့ခက်ပါတယ်ဗျာဟုတ်ကဲ့ ်ကလစ်စတာဘုံကတော့အမျိုးမျိုးရှိတယ်ပေါ့နော်လေရန်နဲ့ဘုံနဲ့ကျဲတာရှိတယ်တခြားတော့ဟိုအမြောက်လက်နက်တွေတခြားသောစသဖြင့်ပေါ့နော်စင်ခွဲပေါက်ခွဲနိုင်တဲ့အဲဘုံလက်နက်တွေပေါ့နော်ဘုံလက်နက်တွေဒီစင်ခွဲပရိဒါခေရန်ပေါက်ခွဲနိုင်မှုစနစ်အမျိုးမျိုးကိုကျွန်တော်တို့ပြစ်လို့လို့ရတဲ့စနစ်တွေအမျိုးမျိုးဒုံတွေရှိမယ်အဲဘုံတွေရှိမယ်လေချောင်းဘုံတွေရှိမယ်မြေပြင်မော်တော်အမြောက်ကြီးတွေသာတပြည့်ရှိမယ်ပေါ့နော်သို့တော်လေစစ်ကောင်စီတက်မှာတော့ကျွန်တော်တို့ ီ cluster ဘုံကတော့လေလေချောင်းမှာပဲလေနဲ့ပဲအသုံးပြုရတဲ့လေချောင်းဘုံအမျိုးအစားပဲအသုံးပြုနိုင်သေးတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့စစ်ကောင်စီကပ်ပစာတရုတ်နီးပညာနဲ့ထုတ်လုပ်နေတယ်ပေါ့နော်တရုတ်နီးပညာအခုကြီးနေကျွန်တော်ကပ်ပစာ27မှာထုတ်လုပ်နေတဲ့ဘုံမျိုးစားတွေပေါ့နော်ဒီဘုံမှာလည်းကျွန်တော်တို့ cluster ဘုံမျိုးစားနှစ်မျိုးအဲနှစ်မျိုးထုတ်လုပ်သုံးဆွေးနေအဲနှစ်မျိုးထုတ်လုပ်နေတယ်လို့တော့ကျွန်တော်တို့သိထားရတယ်ဒါပေမဲ့အသုံးများဆိုတော့အခု အသုံးပြုနေဘူး MAB 2666 cluster bomb ပေါ့နော်ဒီဘုံတော့ကျွန်တော်တို့အသုံးအများဆုံးပြတော်တွေ့ရတယ်တိုးတိုးလည်းနောက်ထပ် cluster bomb အမျိုးသားတစ်မျိုးကိုလည်းစမ်းသပ်ထုတ်လုပ်နေတယ်လို့တော့ကျွန်တော်တို့သိရှိရပါတယ်ဗျာဟုတ်တယ် နိုင်ငံတကာပေါ့နော်ဂျီနီဗာလောရတော့ဒီလူဒီယိုထိခိုက်ဆုံးရှုံးမှုပြင်းထန်စွာထိခိုက်ဆုံးရှုံးနေတဲ့လက်နက်ခဲယမ်းတွေကိုကျွန်တော်ပိတ်ပင်ထားတာရှိပါတယ်။သူရဲ့ပိတ်ပင်ကန့်သက်ထားတဲ့ဥဒီပုံမှစီးမြင်နေတယ်ရှိပါတယ်။အဲ့ထဲမှာကျွန်တော်ဓာတ်လူလက်နက်ဘုံတွေဒီလူဒီယိုထိခိုက်ဆုံးရှုံးမြင်မားစေတဲ့ အဲဘုံလက်နဲ့တွေပေါ့နော်အဲ့ထဲမှာ cluster ဘုံလက်အပါဝင်ဖြစ်ပါလေဗျာဟုတ်ကဲ့အဲ့ဒါတော့ဟိုဒီ junior convention door တွေတဲ့မှာပြန်သွားကြည့်ရင်တွေ့နိုင်ပါတယ်ကျွန်တော်လည်းအဲ့ဒါဟိုပြီးမှပြန်ပို့ပြီးလည်းရပါတယ်ဒါကတော့နောက်ပိုင်းစစ်ပွဲတွေမှာဒီ cluster ဘုံကြီးရဲ့လူတွေကိုထိခိုက်ဆုံးကျုံးမှုအဲ casualty များတဲ့ဘုံလက်နဲ့ခရံနေဓာတ်ပုံနဲ့မျိုးစော်တွေကိုကျွန်တော်တို့ဟိုဒီနိုင်ငံလောဥပဒေတွေရစစ်ပွဲလောဥပဒေတွေရကျွန်တော်တို့ကန့်သက်ပြစ်ပစ်ထားခြင်းနဲ့ဖြစ်ပါလေဗျာဟုတ်ကဲ့ ကျွန်တော်တို့အနေနဲ့ကတော့ရရှိထားတဲ့ဟိုဒီဘုံတက်ခဲမှုအထောက်အထားမှတ်တမ်းလေးတွေကျွန်တော်တို့တင်ထားတာရှိပါတယ်အတင်ထားလည်းရှိပါတယ်ပြီးတော့ကျွန်တော်နဲ့အဲတက်တွဲလုပ်နေတဲ့နိုင်ငံရတချို့အဖွဲ့တွေဘာလို့ IMM တို့လို့ပါဝင်တခြားသောအဖွဲ့ကြီးတွေနဲ့ကျွန်တော်တို့အထူးထူးလှုပ်ဆောင်နေလည်းရှိပါတယ်အဲဒီမှာမှဒီလိုမျိုး နိုင်ငံကက်တတတဲ့ဘုံအထောက်အထားတွေပဲဖြစ်တခြားသောအထောက်အထားတွေပဲဖြစ်ကျွန်တော်တို့ဟိုအခြေစပ်ပြုမှုတွေလည်းရှိပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါဗျဟုတ်ကဲ့